နေဆက်ကစခန်းလေးမှာနေထိုင်ရပေမဲ့တချင်းဆိုပါရမီကမ္မနာကြောင့်နမဲကြီးလာခဲ့တဲ့ကရင်မာလေးဂူဂူအားလုံးပဲမင်္ဂလာပါဗမိစနောင်းကနေကျဆလိုက်ပါတယ်အခွင့်ရပိုင်းအတွင်းမှာအတန်ငယ်ငယ်မင်္ဂလေးတယောက်ရဲ့အတန်ကောင်းကောင်းနဲ့တီးဆိုထားတဲ့တချင်းတစ်ပုဒ်ကနမဲကြီးနေတာပါပျော်ပျော်နေတေကယ်လို့ခေါ်တဲ့ဒီတချင်းကိုကလေးရွယ်သားရှိသေးတဲ့မင်္ဂလေးတယောက်ကပမာဏနိုင်တီးဆိုထားတာကြောင့်ကြီးရှုသူတွေအများကြီးရနေပါတယ်ဒီတချင်းကိုတီးဆိုထားသူကတော့ဂူဂူလို့ခေါ်ပြီးအသက်ကတော့၁၂နှစ်ရွယ်သားရှိသေးတာပါ အထောင်ရပေမဲ့လည်းအစိုးရချင်းကတော့ဆ iam မကြီးတယောက်ဖြစ်နေကတချင်းတပုတ်လုံးကိုဝိုင်းရင်အစိုးရကြီးတယောက်လိုဆုပ်ပြသွားနိုင်ခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်ရတဲ့ဂူဂူကငငယ်ကလေးကတချင်းဆိုရတာကိုဝါသနာပါတဲ့သူပေါ့။နမည်အရင်ကတော့ Not Tree Shallow ခေါ်ပြီးဖျားပေးတဲ့အတန်ပိုင်ရှင်လို့ပြောရအောင်အတန်ကကြည်လင်ပါတယ်။လူမန်းတိတက်ဆအရွယ်ကလေးကတချင်းဆိုတက်နေပြီဖြစ်ကအသက်ကြီးလာတဲ့အမျှသူ့ရဲ့အရေးချင်းတွေကတောတက်လာခဲ့ပါတယ်။ စကားခင်ရမလေးဖြစ်တဲ့ဂူဂူဟာဒုက္ခတဲ့စခန်းမှာနေရပေမဲ့လည်းအားရချိန်တိုင်းမှာတခြင်းတွေတည်ဆုံနေတတ်တာပါပြပြနေတဲ့ကဲတခြင်းကို soft plug ကရေးသားပေးထားဖြစ်ပြီးဂူဂူကအတန်ကောင်းကောင်းနဲ့တည်ဆုံပြလိုက်ပါတယ်ဒီတခြင်းကဂူဂူရဲ့ကိုပိုင်းတခြင်းတစ်ပုဒ်ဖြစ်ပြီးအရင်ကတော့ cover စောင်းတွေကိုပဲတည်ဆုံခဲ့တာပါ ဖះเจ้าမှာလည်းဒီစောတလုံးမင်္ဂလာပွဲတွေရှိရင်လည်းဂူဂူကဖျော်ဖြေပေးတတ်ပါတယ်အသက်ဆန်းနေရွယ်ကလေးကဒီလောက်ထိအတန်ကောင်းမယ်လို့မထင်ထားကြပဲပမာဏနိုင်ဒီစောနိုင်တာကသူ့ရဲ့အရေးချင်းတစ်ခုဖြစ်လာပါတယ်ဒုက္ခတဲ့စခန်းမှာနေထိုင်တာကြောင့်အစိုးပညာကိုမြို့ကြီးပြကြီးတွေမှာတွားရောက်မတင်ကြနိုင်ပေမဲ့လည်းလေ့ကျင့်မှုကတော့အကောင်းပါတယ်ဒါကြောင့်ပျော်ပျော်နေတည်ခဲ့တဲ့ချင်းနဲ့တင်ဂူဂူကအရင်အောင်မြင်သွားခဲ့တာပေါ့ တချင်းတွေကိုနွနွညံ့ညံ့အသီးဆိုးရတာမကြိုက်ဖဲစိတ်ပါလက်ပါနဲ့အာရပါရအသီးဆိုးရတာကိုသဘောကျလို့ဒီတချင်းတွေလူတီများသွားတာပေါ့တရင်ဆရာကလည်းကောင်းတလုံးဆိုရင်သူကလည်းပိုင်နိုင်တာကြောင့်တစ်ခေါက်နားထောင်ပြီးတာနဲ့ဆက်ပြီးနားထောင်ချင်လောက်အောင်လက်ဆောင်မှုလည်းရှိနေပါတယ်ဂူဂူရဲ့မိဘတွေကအစိုးပညာနဲ့ပတ်သက်ပြီးတော့မတင်ကြပေးဖြစ်ပေမဲ့လည်းသူဖြစ်ချင်တဲ့အရာတွေကိုတော့ပတ်မိုးပေးနေတာပေါ့ ဂုကွန်ဟာအစိုးရဖြစ်ဖြစ်သောဒိန်းကိုအားကြတာကြောင့်ဆီယဝင်လည်းဖြစ်ချင်တယ်လို့အစိုးရလည်းဖြစ်ချင်ပါတယ်။မြမကျောင်းမှာငါရန်ထီတက်ခဲ့ပူတဲ့ဂုကူကအင်္ဂလိပ်ကျောင်းကိုပြောင်းပြီးတော့တက်တော့မှာပေါ့။မော်ရယ်လောက်ကိုလည်းဝါသနာပါတာကြောင့်မော်ရယ်တယောက်ဖြစ်အောင်လည်းစူးစမ်းတော့ဖို့ရည်မှန်းထားပါတယ်။ဂူဂူကဘယ်နေရာမှာပဲရောက်ရောက်သူ့ရဲ့အိမ်မက်တွေကိုတော့အကောင့်ထဲဖုန်းနေပြီး cover ဆောင်းတွေကိုစတင်တည်ဆုံရင်လူသိများတော့တာပေါ့ သူရဲ့အကောင်မှာလည်းတခြင်းဆိုနေတဲ့ဗီဒီယိုလေးတွေကိုတင်ပြတတ်ပါတယ်။ကရင်မာလေးဂူဂူကဂစ်တာလေးကောင်းကောင်းတီးတတ်ပြီးပီယာနိုတီးတာကိုလည်းလေ့ကျင့်နေတာပေါ့။မြန်မာဘာသာစကားနဲ့လည်းသီဆိုနိုင်တယ်လို့ကရင်ဘာသာစကားနဲ့လည်းသီဆိုနိုင်တဲ့ဂူဂူကိုတော့ပြည်ရင်းသားမကပြည်ပရောက်နေတဲ့ကရင်တိုင်းရင်းသားတွေကလည်းအားပေးကြပါတယ်။ဒုက္ခသည်စခန်းမှာပြောင်းရွှေ့နေထိုင်ရတဲ့ဆိုပြီးတော့အမငယ်ပဲပညာရေးဘက်မှလည်းစ조사တယ်လို့အစိုးပညာဘိုင်းကိုလည်း조사နေတဲ့ဂူဂူကတစ်ချိန်မှာတော့အောင်မြင်တဲ့ဆိုတော့တယောက်ဖြစ်လာနိုင်ပါတယ်။ သူ့ဘေးမှာကိုကြီးဖေးမမဲ့သူတွေကလည်းအစင်သက်ရှိနေပြီဖြစ်လို့နောက်ထပ်သချင်းတွေလည်းထပ်မံထုတ်သောင်းမှာပေါ့ဂူဂူဟာသချင်းတင်လိုက်ပေမဲ့လည်းဒီလောက်ထိအားပေးကြမယ်လို့မထင်ထားခဲ့ပါဘူးဗရမမှန်ရနုမနစ်တာကြောင့်ဂူဂူကဒုက္ခသည်စခန်းကနေလူတင်များတဲ့အစောရတယောက်ဖြစ်လာခဲ့ပါပြီပရိသတ်ကြီးရောဂူဂူရဲ့အတန်ကိုသဘောကျရင်လားဆိုတာပြပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ